အရန်ဖြစ်ချင်တာတခုတော့ရှိတာပေါ့နော်အဲ့ဒါကတော့ကိုလည်းအချိန်မပေးနိုင်လို့ဟိုမလုမလုဖြစ်တာပေါ့နော်အဲ့တော့ငွေတရားအဲ့ဟွာပေါ့အမှုပြန်ဆန်နဲ့ပတ်သက်ရင်ပကြီဆွဲတာဝါသနာပါတယ်နောက်တစ်ခုကကြာရုပ်ရှင်ရိုက်တာဝါသနာပါတယ်အဲ့ဒါကတော့လေဟိုကိုကတော့ရုပ်ရှင်ရိုက်ဖြစ်မယ်လို့တော့ခုချိန်ထိတော့ကိုကိုမထင်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့တခြားအလုပ်တွေနဲ့ပဲလေဟိုမအားလန့်ဘူးပေါ့နော်အချိန်ကိုမထွက်ဘူးပေါ့နော်ပြီးတော့တကယ်လို့သာအချိန်အားရဆိုရင်တော့အဲ့လိုအသက်ကြီးတဲ့အချိန်မှာ ဟိုအေးစစ်စစ်လုတ်ချင်တာတော့မချေဆွဲတဲ့အလုပ်ပေါ့ဒါကတော့အနုပညာနဲ့ပတ်သက်ပြီးတော့မေးလို့ဖြေတာပေါ့နော်ရုပ်ရှင်ရိုက်တယ်ဆိုတာကိုက director လုတ်ပြီးရိုက်တာမျိုးပြောတာကိုလိုမျိုးကိုကိုရုပ်ရှင်ရိုက်ချင်တယ်လို့ပြောတာမဟုတ်ဘူးအထင်အထင်စပြီးတော့လွဲသွားပြီဟုတ်ဘူးအဲ့လိုမျိုးလေဇလန်းကိုရုပ်ရှင်ပုံဖော်ချင်တာကိုကမင်းသားမင်းသမီးလုတ်ချင်တာကိုပြောတာမဟုတ်ဘူး ကြားလေးပဲဖြစ်ဖြစ်ပေါ့နော်စပင်ကအရင်အရေးကြီးတယ်ပေါ့ဟိုမျက်နှာဘောက်ပဲအဆင်ပြေပြီးတော့လှနေပါစေစပင်မလှနေဘူးစပင်အဆင်ပြေဘူးဆိုရင်ဟိုအလှမပြေဆုံးဘူးပေါ့နော်ဒါကြောင့်မလို့စပင်ဆိုတာလည်းအရေးကြီးတယ်ဟိုအမမမဟုတ်ပါဘူး main ကလေးတိုင်းကစပင်ကောင်းကျင်လာတယ်ပေါ့နော်စပင်တန်ဆွမ်းကျင်လာတယ်စပင်ကျွတ်တဲ့ပြဿနာတွေအခုပုံမှာပေါက်ထားတဲ့ပြဿနာတွေဒီလိုစိုက်ကေတာနဲ့ပတ်သက်တဲ့ပြဿနာတွေရှိရင်ပေါ့နော်ဒီဟာတွေကိုဟိုဖြေရှင်းကျင်လာတယ်ဟိုကောင်းတဲ့ product လေးတွေတုံးဆွဲကျင်လာတယ် အဲ့တော့အမကိုယ်တိုင်လည်းအဲ့ထဲမှာပါတယ်ပေါ့အများရန်သပင်ကောင်းမဲ့ပစ္စည်းလေးတွေအဲ့လိုသပင်ကျွတ်တာတွေပါတယ်တက်တာမဲ့ပစ္စည်းလေးဆိုမှအများရန်စိတ်ဝင်စားတယ်နော်အခုကျတော့အဲ့ဒီ Ellie International ကကုမ္ပဏီကပေါ့နော်အမကိုဒီ product လေးတွေပိုးအញ្ញင်တွေကလက်ဆောင်ပေးတယ်အမသုံးလာတာဆိုတတော်ကိုကြားတယ်ပေါ့အဲ့တော့အဲ့လို shampoo လေးတွေကိုသုံးကြည့်တဲ့အချိန်ကြားလို့ရှိရင်သူ့ရဲ့အဲ့အထည်တွေ့လေးတွေပေါ့နော် ခေါင်းလျှော်ရင်ကိုအရန်ကောင်းတာဆိုတော့ဟိုလေမပြောချင်တာလေဟိုအပြောတသက်မဟုတ်ဘူးကိုယ်တိုင်ဝယ်ပြီးသုံးကြည့်ကြပါတကယ်နှစ်သက်သဘောကျမှာပါပေါ့နော်အဲ့တော့အမကိုယ်တိုင်သုံးကြည့်ပြီးတော့တကယ်စိတ်တိုင်းကြတဲ့အတွက်ကြောင့်မလို့ကိုကိုယ်တိုင်လည်းဟိုသူများကိုပြန်ပြီး recommend ပေးဖို့ဟိုဟိုဟာယုံကြည်ရယ်ပေါ့နော်ပို့ပြီးတော့ယုံကြည်စိတ်ချရယ်အဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုပြောမလဲနော်သုံးသုံးလိုက်တဲ့အချိန်မှာနောက်တစ်ခုပို့ပြီးတော့ကြိုက်တာတစ်ခုဟာ ရက်ဇက်တခုလည်းကောင်းတာမဟုတ်ဖဲနဲ့အနံ့လေးလည်းအရန်ကိုမှုရဲပေါ့နော်သူကဒီနာမည်ကြီးတဲ့ Fabri ရေမှုရဲ့ဒီဇနန်းကို inspire လုပ်ထားတာတော်လေးပေါ့ဆိုတော့ဟာရေမှုလေးပေါ့ဆိုတော့အမဟိုတုံးဆွဲတဲ့အချိန်တိုင်းမှာလည်းအရန်သဘောကျတယ်စပင်ကျွတ်တာတွေလည်းတိတိကျကျတတ်တာရယ်ပြီးတော့မကဒီဒီ company ကပဲတခြားအလိုဟိုဟာပေါ့ hair hair product ပေါ့ hair product ဆိုတာ လို့ tonic လို့မျိုးပေါ့နော် hair tonic လို့ဟာမျိုးလေးတွေနဲ့တွဲပြီးတော့သုံးတယ်အဲ့ဒီမှာသရင်ကြွတာတက်တာရုံနဲ့မကဘူး baby hair လေးတွေဆိုလည်းပြန်ထွက်လာတယ်ဆိုတော့မသုံးဆွဲပြီးတော့ကြိုက်တဲ့အတွက်ကြောင့်မလို့အခုလို brand ambassador ဖြစ်ဟိုလက်ခံဆောင်ရွက်ပေးပြတာပါအရန်ဖြစ်ချင်တာတခုတော့ရှိတာပေါ့နော်အဲ့ဒါတော့ကိုယ်လည်းအချိန်မပေးနိုင်လို့ဟိုမလုမလုဖြစ်တာပေါ့နော်အဲ့ဒါငွေတရားအဲ့ဟွာပေါ့အမှုပြန်တဲ့ပတ်သက်ရေပကြီးဆွဲတာဝါသနာပါတယ်နောက်တစ်ခုကကြာရုပ်ရှင်ရိုက်တာဝါသနာပါတယ် အဲ့ဒါကတော့လေဟိုကိုကတော့ရုပ်ရှင်ရိုက်ဖြစ်မယ်လို့တော့ခုချိန်အထိတော့ကိုကိုမထင်သေးဘူးပေါ့နော်။ဘာလို့လဲဆိုတော့တခြားအလုပ်တွေနဲ့ပဲလေဟိုမအားလန့်ဘူးပေါ့နော်။အချိန်ကိုမထွက်ဘူးပေါ့နော်။ပြီးတော့တကယ်လို့သာအချိန်အားရဲဆိုရင်တော့အဲ့လိုအသက်ကြီးတဲ့အချိန်မှာဟိုအေးစစ်စစ်လှုပ်ချင်တာကတော့မချေဆွဲတဲ့အလုပ်ပေါ့။ဒါကတော့အမှုပညာနဲ့ပတ်သက်ပြီးတော့မေးလို့ဖြေတာပေါ့နော်။ရုပ်ရှင်ရိုက်တယ်ဆိုတာကိုက director လုပ်ပြီးရိုက်တာမျိုးပြောတာ။ကိုလိုမျိုးကိုကိုရုပ်ရှင်ရိုက်ချင်တယ်လို့ပြောတာမဟုတ်ဘူး။အထင်အထင်ဆပြီးတော့လွဲသွားပြီ။ ဟုတ်ဘူးအဲ့လိုမျိုးလေဇလန်းကိုရုပ်ရှင်ပုံဖော်ချက်တာကိုကမင်းသားမင်းသမီးလှုပ်ချက်တာကိုပြောတာမဟုတ်ဘူးကိုကအဲ့လိုပေါ့နော်ဟိုဆီနမတိုဂရဖာတယောက်လိုမျိုးကိုကအဲ့ဒီဟာတွေပေါ်မှာဟိုတကယ်စနေတကျလေ့လာခဲ့ရတာမဟုတ်ဘူးလေကိုလာခဲ့တဲ့လမ်းကြောင်းကလည်းအဲ့လိုမျိုးလမ်းကြောင်းမဟုတ်ဘူးဒါပေမဲ့ဒီတရားဘယ်လိုပြောချင်တာလဲဆိုတော့ပတ်ဝန်းကျင်မှာအဲ့လိုအဖြစ်အပျက်တွေတစ်ခုခုစိတ်ဝင်စားစရာတွေ့ပြီးဆိုတာနဲ့အဲ့ဒီအဖြစ်အပျက်ကိုသိကားထက်မှာပုံဖော်ချက်လာအဲ့ဒါခေါင်းထဲမှာအများတန်းကိုကရုပ်ရှင်ရိုက်မိတဲ့အဲ့လိုမျိုးပေါ့နော် အဲ့ဒါကိုစိတ်စိတ်စိတ်ထဲမှာဖြစ်တယ်လို့ပြောတာကိုကတရုတ်ဆောင်ချက်တော့မဟုတ်ဘူးငယ်တော့ကအဲ့ဒီအမတ်ကြီးကလေးတခုပြောပြရရင်မတော်ကကြတော့ငငယ်ကလေးကဟိုဘယ်လိုပြောမလဲဖေဖေတို့ကမွေးလန်းဆိုတော့မတော်ကနေရင်အများနဲ့လှည့်ပြီးတော့သွားရတာပေါ့နော်အဲ့တော့ဟိုကပေါ့မကောင်းတဲ့အချက်ကပါလဲဆိုတော့ငယ်တငယ်ချင်းကိုဆွဆွမြမြမရအောင်ပေါ့နော်နေရာတနေရာမှာမမတော်ကငါနှစ်ပဲနေရအဲ့ဒီဒီတနေရာမှာနှစ်နေလို့ဟိုငါနှစ်ပြင်နောက်တနေရာကိုကြောင်းတော့ ခင်မင်မှုတွေဟိုအနေထိုင်ပြီဆိုရင်အစ်စ်တွေနဲ့ထပ်တွေ့ရတာပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်ရတာပေါ့ဖြစ်တော့ဟိုဘယ်ပြောမလဲငငယ်ကငငယ်ကမမဥတီရဲ့ဥတီရဲ့ရှဲရင်းကြီးတွေပဲတော့မမငငယ်တော့ရောက်ကရှာလို့ပြောပြရပါဘူး။သမီးကအများကတူတူလေးပဲ။အာဘာဖြစ်လို့လဲဆိုတော့သူ့ရှဲရင်းကြီးတွေဝေးရမယ်တူတူငါယောက်ျားလေးလို့နေလိုက်တာဟိုအဆင်ပြေတယ်ပေါ့ဆိုပြီးတော့ကိုကအဲ့လိုရှဲရင်းကြီးတွေပါတယ်ပဲဝတ်လိုက်တာ။ရှဲရင်းကြီးဝတ်တော့ အများရန်ယောက်ျားလေးလို့ပေါ့အဲ့လိုမိုက်မိုက်မိုက်တီမိုက်ကန်လေးပေါ့အဲ့အဲ့လိုညှိုးလေးနေလိုက်တာပေါ့နော်နေလိုက်တော့ဘယ်လိုဖြစ်လဲဆိုတော့စတန်လဲအောင်ရောဘွားကရန်ကုန်ကိုကြောင်းလာတက်တယ်ရန်ကုန်ကိုကြောင်းလာတက်တဲ့အချိန်ကျတော့အမရဲ့အတော်တယောက်ကအဲ့မှာပညာရေးမှာပညာရေးမှာတက်တော်ရင်ကြာဟိုဘယ်လိုပြောလဲအမတို့ခစ်ကောဒီဘက်ခက်လဲဒီလိုပဲလို့တော့ထင်တယ်ပေါ့နော်ဟိုចောင်းငငယ်လေးတွေကမဝင်ရင်ကွယ်အသက်ကြီးမှအဲ့လိုចောင်းကောင်းဝင်ဖို့ခက်တယ်ပေါ့နော် နာမည်ကြီးရဲ့အကြောင်းတွေလို့အဲ့လိုမျိုးဝင်မခတ်တော့ကိုကလည်းနာမည်ကြီးရဲ့အကြောင်းဖြစ်ဖြစ်မဖြစ်ဖြစ်အရေးမကြီးဘူးရန်ကုန်မှာအကြောင်းလာတက်လိုက်တာတစ်ခုပဲပေါ့နော်ဒါပေမဲ့အတော်ရဲ့ကြီးကျူးကြောင့်မှဟိုလာတာနှစ်ကိုဝင်လို့ရတယ်ပေါ့အဲ့တော့အထာကနှစ်လာတာလည်းဆယ်ရန်အောင်တော့အဲ့ဒီအချိန်မှာလာတာနှစ်ကတော့မိန်းကလေးအကြောင်းပေါ့မဟုတ်လားငငယ်လေးရကြတော့ယောက်ျားလေးမိန်းကလေးရောအကြောင်းမှာပဲတက်ခဲ့ရတာအဲ့တော့အဲ့မိန်းကလေးကြောင်းဆိုတဲ့အရသာကိုကိုကဒီရှစ်တန်းအောင်ပြီးသွားတော့မှကိုကအဲ့အဲ့လိုအရသာကိုရလိုက်တာပါ အဲ့ဒီအကြောင်းမှာဆိုလို့ရှိရင်လည်းတော့ဟိုလိုပြောရင် top one လေးတွေညားရတယ်เนาะယောက်ျားယောက်ျားလေးပုံစံမျိုးလေးညားတော့ကိုနေ့ကလုံးဝအကြိုက်ရဲ့အဲ့ခါကျတော့ဟိုဟိုဘယ်လိုပြောမလဲကိုကယောက်ျားလေးလို့ဖြစ်တဲ့ခါကျတော့သဘောကျတဲ့ကောင်မလေးလည်းရှိတာပေါ့ညာအချက်အချက်တော်တွေပဲထားတော့အဲ့လိုမျိုးအဲ့ဒီတော့ကကျော်ကျော်ရတဲ့အမှတ်တရတစ်ခုဆိုရင်ဘာလဲဆိုတော့မကအဲ့ဒီ ဟိုပါ၁၀လမ်းလဲအောင်ရောအဲ့လောက်တာနှစ်ကနေပြီးတော့မမတို့ဟိုပါပေါ့ဒီလိုပြောတင်ကန်းအစီရတာပေါ့တီလာရှင်စုပြီးဝေးကြတာပေါ့တီလာရှင်စုပြီးဝေးကြတော့မမတို့ကဒီမှာဒီမှာဝှစ်ချက်လဲဆိုတော့ရွှေမင်းဝန်သာသနာရိတ်တာပေါ့အဲ့တော့သမီးကြောင့်သူတွေစုပြီးယာနဲ့ချီပြီးတော့တင်အဲ့လိုပေါ့တီလာရှင်ဝေးကြတာအဲ့တော့လေအရန်ဟိုပျော်စရာကောင်းတယ်အကုံကမယုတ်တယ်ကြီးပဲအကုံကမယုတ်တယ်အဲ့တော့အစောကြီးတို့မြရလဲတောင်းနေတောင်းနေအဲ့လိုဟိုချိုးချိုးချိတ်တိတ်ကြီးလဲရှိတဲ့ခါကျတော့ ဒီလက်ရှင်လည်းဝယ်လည်းဝယ်ပေါ့အဲ့အကျင့်နေရမပြောက်ဘူးသင်ကန်းသာစီးသွားတာအဲ့လိုမျိုးမပြောက်ဘူးအရင်သတိရတဲ့အမှတ်တရဆိုရင်ပါလဲဆိုရင်မနေ့၃နာရီခွဲဝေးလေးဝင်လဲပေါ့နော်တအားအဲ့လိုကောင်းတဲ့အချိန်ပါလေအဲ့ရိတ်တာတိုင်းဒီလက်ရှင်ရရတယ်ဆရာလေးများဗျာထားပါတော့ဗျာဆိုအဲ့မနေ့၃နာရီခွဲဆိုလာအော်ပြီအဲ့မထမချင်းအော်တာအော်တဲ့ခါကျတော့လေအာမုတ်ပင်မုတ်ပင်နဲ့အကုန်လုံးကလေအဲ့အချင်းမှုတွေထအဲ့ပထမဦးဆုံးတရားခိုင်တဲ့အချိန်ပါလေ ိုင်တော့ဘယ်တော့မှတရားထိုင်တဲ့အချိန်ဆိုမဖြစ်လဲဆိုငိုက်ကြအောင်အဲ့တော့တရားထိုင်တဲ့ပုံစံနဲ့ငိုက်ပြီးအဲ့လိုပြုတ်ပြုတ်ကြတဲ့လူကပြုတ်ကြရဲဟိုဘယ်လိုပြောမလဲဟိုဒူးထောင်ပြီးတော့လေအဲ့ဒူးပေါ်မှာအိတ်နေတဲ့လူကအိတ်နေတယ်အဲ့ထက်အချိန်နေဆိုတဲ့လူကကြောင့်အဲ့တရားထိုင်တဲ့ချိန်တောင်မှအဲ့လိုခွေပြီးတော့အိတ်ပြစ်လိုက်တာအဲ့လိုမျိုးတစ်ခါတလေအဲ့လိုတရားထိုင်နေတဲ့အချိန်ဆိုရင်ဒီဘက်ထောင်ကနေဟိုဘက်ထောင်ကိုအဲ့လိုတကြားလုံးကိုလှမ်းပြီးပြစ်လိုက်တာရွှေးဆိုဟိုဘက်ကနေရအောင်ဖမ်းအဲ့လိုမျိုးတွေလေဆိုတော့အဲ့ဟို ီလရှင်ဝေခဲ့တဲ့အမှတ်တရတယ်ပေါ့အဲ့လိုဇင်းပြန်လျှောက်တဲ့အချိန်လေးဆိုလို့ရှိရင်အဲ့ဖူးကြီးကျောင်းလေးကအဲ့လိုဟိုဒီလိုလေးဟိုအမွှေးလေးတွေထွက်တဲ့အရွက်လေးအဲ့ဒီရွက်ကလေးကိုအသာလေးခူးကျန်းနေကျန်းနေရောလေးလေဘင်းရောလေးရှုပ်ဆိုပြီးတော့အဲ့လိုလိုက်ပြီးတော့ဟိုကလိပေါ့နော်စကြအဲ့ဒီအချိန်မှာပျော်ခဲ့ပြီးတော့ဘယ်အချိန်မှမပျော်လဲဆိုတော့အဲ့ဒီဂရုံးကနေပြီးတော့ဂရုံးစပယ်ပေါက်လဲပေါက်တော့သူများလေလိုမျိုးဂရုံးစပယ်ရတယ်အဲ့လိုပြောမှာ တိုက်ပြန်ရိုက်ရိုက်ညင်ညာမထွက်ပြန်တော့ကိုယ့်ရဲ့စပင်လေးတွေကအဲ့လိုအဆုအဆုအဆုဆုလေးထွက်အရင်ကကြည့်ရတာရုပ်ဆိုးတာလေပုံပုံအဲ့မှာဘာဘာတိလိုက်လဲဆိုတော့ငါဒီလိုပေါ့နော်ကိုသူများတွေတော့မထွက်ဘူးပေါ့ကိုကိုယ့်စပင်ကနည်းနည်းလေးအားနည်းပါလားဆိုတာကိုအဲ့မှာကိုကပို့ပြီးတော့တိလိုက်တယ်အဲ့ခရေကလည်းကိုစိတ်ထက်ကငါစပင်ဗီဒီယိုဆိုင်ရမယ်ဆိုရဲအစွဲလဲဝင်သွားတယ်။ဒါကြောင့်လည်း အဲ့ဒီဟာတွေကလည်းဆက်ဆက်မှုရှိရအောင်နော်အဲ့ဒီအတွက်ကြောင့်မို့ကိုဒီဟိုစပင် project လေးတွေနဲ့ပတ်သက်လို့ရှိရင်ပို့ပြီးတော့ကောင်းတာလေးတွေကိုစိတ်ဝင်စားတယ်စပင်ကိုကောင်းစေမယ့်အရာစပင်ကိုပျက်စီးစေမယ့်အရာတွေကိုချက်တက်တယ်နော်ဒါကြောင့်မို့လို့လည်းဒီ olive brand ကိုအဲ ambassador ဖြစ်လက်ခံတဲ့အချိန်မှာအဲ့ဒါလေးကိုလည်းအမှတ်တရအနေနဲ့တတိယတတိယသွားဆိုတော့တကယ်ပဲဒီ product လေးတုံးကြည့်တဲ့အခါကျတော့လေကိုအတွက်တကယ်အဆင်ပြေတယ်ဟိုကိုပြောလို့တုံးကြမဲ့လူတွေလည်းစိုက်မှာပါလို့ဒီမှာပြောချက်တယ် thank you